ကဘာလုံးဆိုင်ရာကုံသွဲမှုကိုပြောင်းပြန်လန်သွားစေခဲ့တဲ့တမရဒေါ်နယ်ထရန့်ရဲ့အခွန်ကောက်ခံမှုနဲ့ပတ်သက်လို့စိန်ခေါ်တဲ့တရားစွဲဆိုမှုတစ်ခုကိုကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နျူးစင်ကပြုလုပ်လိုက်ပါတယ်။အခွန်အတုံးနဲ့ပတ်သက်လို့ပြည်နယ်တစ်ခုကပထမဆုံးလုံဆောင်မှုဖြစ်တဲ့အဲ့ဒီတရားစွဲဆိုမှုဟာထရန့်အနေနဲ့အထူးအမိန့်ညွန်ကြားချက်တွေထုတ်ပြန်ဖို့သူ့မှာရှိတယ်လို့အခွင့်အာဏာကိုစိန်ခေါ်ထားပါတယ်။ ကမ္ဘာမှာပြည်စမမြောက်အကြီးဆုံးစီးပွားရေးကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတချို့ထက်စီးပွားရေးပိုကောင်းတဲ့ကယ်လီဖိုးနီးယားပြည်နယ်ဟာအမေရိကန်မှာထုတ်လုပ်မှုနဲ့စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်ပါတယ်။နိုင်ငံတကာကုံသွယ်မှုအတွင်မညီညွတ်မှုတွေကိုတိုက်ဖြတ်တဲ့အနေနဲ့အခွန်ပြထန်နေရလို့ပြောထားတဲ့အင်ဖြူတော်ကအဲ့ဒီတရားစွဲဆိုမှုကိုပယ်ချထားပြီးအမေရိကန်လုပ်ငန်းနဲ့ပေတွေကိုကဲတင်ရေးအရေးပေါ်လုံပိုင်ခွင့်အာဏာကိုဆက်လက်အသုံးပြုသွားမယ်လို့ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့အကြီးမားဆုံးစိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်တဲ့ Biden's ထုတ်လုပ်ရေးလုပ်ငန်းမှာပြုလုပ်တဲ့တည်င်းစာရှင်းလင်းပွဲမှာပြည်နယ်အုပ်ချုပ်ရေးမှူးနယူးစင်နဲ့ရှင်းနေချုပ် Rob Bunter တို့ကတရားစွဲဆိုထားကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း Trump အစိုးရကိုတရားစွဲဆိုမှု15ကြိမ်ပြုလုပ်ထားတဲ့ California ပြည်နယ်အစိုးရက Trump ရဲ့အခွန်ကောက်ခံမှုကြောင့်သူတို့ပြည်နယ်မမျှမတထိခိုက်ခံစားနေရတယ်လို့ပြောပါတယ်။ အခွန်ပြထမ်းမှုတွေကိုလွှတ်တော်မှသာလုံးပိုင်ခွင့်အာဏာရှိပြီးတမရအနေနဲ့ထရန့်ကအထူးအမိန့်ကြေညာချက်တွေထုတ်ပြန်နေရတဲ့ပတ်သက်လို့ကယ်လီဖိုးနီးယားအစိုးရကမေးခွန်းထုတ်ထားတာဖြစ်ပါတယ်။